။ဒါကြောင့်မင်းစင်းခိုင်ရင်တော့မလဲကိုနိုင်တဲ့ United ရဲ့ Premier League အဖွင့်ပေးတဲ့များလုံးပဲမိန်လာပါဗျာ Manchester Forward ဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်။ပြီးခဲ့တဲ့ရာသီလုံးကနေပြပြောင်းလဲကြပါရလဲနေဆိုပြီးအမပေးစရာအဆင့်15အထိတွင်းဆုံးကျသွားတဲ့ United ကတော့လာမယ့်ရာသီအစ်မတဲ့အဖွင့်မလာမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါရင်။နံပါတ်ကြီး United ဟာရာသီအစ်ဆက်ဆဖွင့်ခြင်းမှာရင်ပွဲချက်တွေဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပါရင် 2025နဲ့26ဘောလုံးရာသီပရီးမီးယားလိပွဲစဉ်စရာကိုဒီနေ့နေ့လယ်ပိုင်းကပဲထုတ်ပြန်လိုက်ပြီဖြစ်ပါရင်အပွင့်ပွဲစဉ်မှာတော့လက်ရှိချန်ပီယံလီဗာပူးကဘုံမောက်ကိုအိမ်ဝင်းမှာအခက်ခစားရမှာဖြစ်ပြီးမန်စီးတီးကတော့ဝူကိုဝဲဝဲမှာတွားရောက်ရင်ဆိုင်ရမှာဖြစ်ပါရင်ချဲစီကတော့ပဲလင်းနဲ့စတန်ဖို့ဘရစ်မှာလန်ဒန်ဒါဘီဆင်နွှဲရမှာဖြစ်ပါရင်အပွင့်ပွဲစဉ်နေထဲမှာပရိသတ်တွေစောင့်မျှော်နေတာကတော့မန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်တို့ရဲ့ပွဲကြီးပွဲကောင်းဖြစ်ပါရင်ဒီနေ့သိဟာအပွင့်ပွဲစဉ်မှာရင်အိုထရက်ဖို့မှာရင်ဆိုင်သွားချမှာဖြစ်ပါရင်ပေးခဲ့တဲ့ရာသီတုန်းကဒုတိယလိုဖြစ်ခဲ့ရတဲ့နှစ်သင်းတွဲဆောင်ကြတာဖြစ်တဲ့အပြင်အဆင့်ဆန်5ကနေသတင်းကြရတဲ့ United အတွက်ကတော့ ဆက်စားခြင်းစောင်းတဲ့အတွင်းခံလိုက်ရတယ်လို့ပါပဲဒီနေ့တင်ပြခဲ့တဲ့ရာသီတုန်းက၃ချိန်တည်းတည်းတွေးဆောင်ခဲ့ကြဘူးပြီးအမေရိကန်အာဆင်နယ်ကဒူးစီးနဲ့နိုင်ရရှိခဲ့ပြီး Old Trafford မှာတော့တပတ်တကုန်းစီတည်ကြထားပါတယ်။ FA မှာတော့ United ကပရန်နီအဆုံးဖြတ်တဲ့အနိုင်ယူကနောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်ခဲ့တာပါ။ဒါပေမဲ့ United ဟာဒီပွဲပြီးရင်ဖူအန်နဲ့အဝေးကွင်းပွဲ၊ဘန်လင်းနဲ့အိမ်ကွင်းပွဲအစီအလေးကိုဇက်တက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဆနေမာလာထဲမှာတော့ United အတွက်ပွဲချက်တွေကပြန်လည်ရောက်ရှိလာခဲ့ပြီး ETM မှာ Manchester Derby ပွဲဆွဲဖို့ရှိနေတယ်လို့ Chelsea ကိုလည်းအိမ်ကွင်းမှာအခက်အစားရပါမယ်။ဒါကြောင့် United အတွက်ကတော့ပထမအဆုံးအဖွင့်ပွဲစဉ်၅ပွဲမှာတင်ပွဲချက်၄ပွဲရင်ဆိုင်ရမှာဖြစ်ပြီးဒီ၅ပွဲကနေ၅မှတ်ရရင်တော့ကံကောင်းဆိုပြီးတော့ပြောရတော့မှာဖြစ်ပါတယ်။ United ပြင်ပွဲချက်ဆုံးက Arsenal ဖြစ်ပြီးတော့ပထမ၅ပွဲမှာတင် United အပါအဝင် Liverpool, Man န်စီးတီးနော်တန်ဖောရက်တို့ကိုစတဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့လောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ